အော်ဒါဆရာကြီးရဲ့ချစ်တက်မှုပေါ့နော်အဲကြည့်ပြီးတော့ပြုံးပြီးပါချစ်တက်ပြီးတော့ဒီမျိုးသမီးပေါ့လေအနုရွှလေးတွေနဲ့ဆရာကြီးကပုံခေါ်တာဆိုတော့မင်းသမီးအောင်ရှုံးတယ်လို့ပြောလိုက်တာအဲ့လိုမျိုးသူငငယ်မင်းမမိုးရပူချောကဲကိုချစ်တဲ့သူကတော့ကဘာပေါ်မှာအလှဆုံးပါပဲဟုတ်သူကလည်းဘာဆိုဘာမှပြန်မပြောကျွန်တော်နဲ့သူနေရဘာဒီမှန်းလည်းမသိပါဘူးမင်းကိုလေချစ်တဲ့သူဟာမင်းကိုအလှဆုံးလို့ထင်ပါတယ်ပြောပါတယ်လို့ပြော လမ်းလျှောက်ရင်ဇာစွန်းနဲ့ညီးတယ်လှုပ်လဲလှုပ်လီဒီကကြီးနဲ့ရွှေဘိုးဒီအသာတွန်းတယ်လို့လွန့်ကလွန့်ကသွားတယ်ဆရာကြီးရောအာခန့်တော့မှာပဲပြီးတော့အာဆရာကြီးအမျိုးသမီးဆိုလဲချောရုံးမယ်လေမင်းကလေးရဲ့အလှဆက်ရုံမှုလေးပါမှပြေဆုံးနေတယ်တိတ်လေးပေါ့ဒီတရေရနေမှာဟုတ်အဲတဝင်းတိုတက်တယ်မင်းကလေးတွေရဲ့တဘာဝအဲ့လိုအသက်ကြီးွားတဲ့အထိလဲတဝင်းတိုနေရုံးဝဲဆိုပုံစံလေးကိုတယောက်ခေါ်ထားတာပေါ့နော် အယွာလုံးရဲ့ကလေးတွေကိုသူသားသမီးတွေသတ်မှတ်ထားတာပါအဲ့ဒါမှကြောင်းစရာစစ်စစ်စိတ်တမ်းဒီနေ့ဒီပွဲအတွက်ပေါ့နော်အစအစဝစ်ဆောင်မိတ်ကပ်ပြီးအပြင်စင်တွေအားလုံးဒီငကက်ကအစအကုန်ဟောအိတ်ကအစအိတ်ကအစအားလုံးပေါ့အိတ်ကကျတော့မန္တလေးကင်းကနော်အာဝစ်ဆောင်လေးကကျတော့တကယ်ချင်းတဏှာမြင့်ချုပ်ပေးတာ ီမှာဆန်ဆန်လေးပေါ့နော်။နားလောက်အဆဆောင်ပေါ့နော်။လေးရဆင်ဆင်ပေးထားတာပါ။ချွေပြီးလေးနဲ့။ချွေပြီးလေးရောပဲ။ပေါ့ကျူးထားတာ။နွေရဲ့နောက်ရင်းရပေါ့ကျူးပေးတယ်။ကဲ။နွေမောင်ပါလာတော့ပြောပါဦး။နွေကိုရီးယားပိုင်ရဲ့ဆားပြီးတော့ပြည့်လာ။အဲ့တော့လည်းဟုတ်ပါရဲ့နည်းနည်း။ဟုတ်ကောလာ။ခေါ်ပါမနော်ကိုရီးယားကို။ဟုတ်တယ်နော်။ဟုတ်လား။မနေ့ကဆရာကြီးအင်တာဗျူးလေးကြည့်လိုက်ရတယ်လေ။အဲ့တော့ကိုကဖီးရန်သွင်းတာ။တင်တင်ရယ်မြန်မာဆက်ဆန်လေးပေါ့နော်အဲဆိုတော့ဟန်ဒီမှာပဲအိန္ဒိယရရလေး တော့ကနွယ်ကနားလဲနားတယ်တစ္ဆာလဲရှိရနော်ဟုတ်တယ်အပြင်ကဂျိန်းတိုင်းပဲအဲဂျိန်းတိုင်းပဲပြောလို့ ဒီကားရရိုက်တုံးကအဲ့လိုတော်တော်ဟိုရှက်တက်တဲ့မိန်းကလေးတယောက်ရဲ့ပုံစံပေါ့နော်ဒီခေတ်မှာအဲ့လိုအရန်ရှက်တက်တဲ့ပုံစံမျိုးတရုတ်ဆောင်သွားတာကြတော့ဒီအဲပြန်ပြီးတော့ရှာကြည့်ရလဲရှားရတယ်လေနော်ဆိုတော့ writer ရဲ့ဟိုကိုဝင်းဝင်ထက်ရဲ့တင်ပေးမှုတွေပြီးတော့ဒီဆရာကြီးရဲ့ witch ကလည်းအရန်နာမည်ကြီးရယ်ပေါ့နော်ဆရာကြီးပုံဖော်ထားတယ်ဆရာကြီးရဲ့အမျိုးသမီးကလည်းတကယ်ဟိုရှက်တက်တယ်လှတယ်ဆိုတော့အာအတက်နိုင်ဆုံးလေတော့ရတဲ့ character ပုံမှာအကောင်းဆုံးလေးကစူးစမ်းထားရယ်ပေါ့နော် အဲ့ရှက်တက်ချက်ဟာလည်းအဲ့လိုသူကရှက်တက်ထားတဲ့ပို့တယ်ဆိုတော့လေအဲ့လိုတရုတ်ဆောင်တဲ့ချိန်မှာအများကြီးချင်းပြီးတော့တရုတ်ဆောင်ရပါတယ်လမ်းလျှောက်ရင်ဇာစွန်းနဲ့ညီးတယ်လှုပ်လဲလှုပ်လီဒီကကြီးနဲ့ရွှေဘိုးဒီအသာတွန်းတယ်လို့လွန့်ကလွန့်ကသွားတယ် ပြာရင်အေးရဲ့အမျိုးသမီးအရလို့ရမ်းရှက်တတ်တယ်ပြီးတော့ကိုမွန်နှင်ချက်ပေါ့ driver လည်းပြောပြပေးတယ်ပေါ့နော်ဆရာရဲ့ဝတ္ထုတွေကအတိုင်းလေးကိုအတက်နိုင်ဆုံးအားလုံးကစူးစမ်းပြီးပုံဖော်ထားတာပါဆိုတော့အကောင်းဆုံးတော့ဟာစူးစမ်းထားတယ်ပေါ့ဆရာကြီးကလည်းပေါ့ပေါ့ရဲ့ကောင်ချစ်တယ်လေးတော့ပေါ့တက်ပေါ့ပါရီကရေကုန်တယ်လေးလမ်းလျှောက်တာလေးရာစနော်ဟုတ်ကဲ့အမမတို့အားကြနေရောရမ်းပေါ့ရှက်တော့ခြေောက်ကလေးကလိန်ဖဲလိန်ဖဲအဲ့ဒါလေးကစီချက်ကြပြီးလှနေ အဲ့ဒီခေတ်ရဲ့အဲ့ဒီဆရာရေးထားတဲ့ဝတ္ထုတွေမှာရောအဲ့ဒီခေတ်ရဲ့အချက်ကတကယ်ဟိုဟိုထူလက်ထူဆန်းနေပြီးတော့တောင်နဲ့တောင်တကယ်ဟိုချက်ချင်းမြတ်တာအပြည့်နဲ့ချက်ကြရယ်ပေါ့နော်မနေ့ကဆရာရဲ့အင်တာဗျူးမှာလည်းတွေ့ရယ်ပေါ့နော်အာလူတိုင်းလူတိုင်းအဲ့လိုမျိုးအချက်မျိုးလေးနဲ့ချက်နိုင်ရင်တော့ကောင်းတာပေါ့အဲ့ခေတ်ကအချက်နဲ့အခုခေတ်ကအချက်နဲ့ဘာကွာထားလဲပေါ့အမေလေးကျွန်မသိကျင်တယ်ဒီသားစာပေးတာ၃နှစ်လောက်ကြာတယ်ပေါ့ဒီသားစာပေးတဲ့သူဒီမှာစာတစ်စောင်းပို့ရတော့ဒီခေတ်က မက်ဆေ့ချ်လေးနဲ့ဗောလေဝဲရဲ့ဆက်ကတ်တာကိုတော့နည်းနည်းလေးဟောချတယ်နော်အပြင်မှာလည်းသမီးတိုင်းပါဟုတ်လားအပြင်မှာတွေ့ရင်တော့အပြင်မှာတွေ့ဖို့တော့နေလောက်တာပါဟုတ်တယ်နော်။အော်ဒါဆရာကြီးရဲ့ချစ်တတ်မှုပေါ့နော်။အဲကြည့်ပြီးတော့ပြုံးပြီးပါ။ဆရာကြီးချစ်တတ်ပြီးတော့ဒီမျိုးသမီးပေါ့ကိုလေအနုရွှာလေးတွေနဲ့ဆရာကြီးကပုံခေါ်တာဆိုတော့မင်းသမီးအောင်ရှုံးတယ်လို့ပြောလိုက်တာ။အဲ့လိုမျိုးအဲဆရာကြီးရဲ့မျိုးသမီးကတကယ်ကိုချစ်တဲ့သူကတော့ကမ္ဘာပေါ်မှာအလှဆုံးပါပဲ။ဟုတ်။ နေနေမင်းမြင့်မွေးရပို့ချော်။ဟာ။ဒါကတော့ဘယ်သူပဲဖြစ်ဖြစ်ပေါ့နော်။ဆရာကြီးဆိုလဲဆရာကြီးမျိုးသမီးကဆရာကြီးမျိုးလုံးနဲ့မလှဆုံး။လင်းဆိုလဲလင်းချစ်တဲ့သူကကဘာပေါ်မှာလှဆုံးချော့ဆုံး။ဆိုလဲမင်းကိုလေချစ်တဲ့သူဟာမင်းကိုလှဆုံးလို့ထင်ပါလား။ပြောပါလေလို့ပြောတာ။အဲရှင်းအဲ့လိုတော့မသိပါဘူး။မသိဘူးပေါ့နော်လေ။ယူသားပါ။အေး။ပြန်ပြန်မေးကြည့်လိုက်အောင်လေ။ကျောင်းဆရာအလုပ်ကိုဖတ်တွယ်နေရမောင်း။ရေယူနေတယ်လို့ထင်နေပါ။ အဲသူသူပြောတဲ့ data log လေးရှိရပေါ့နော်ဒီနေနယ်နယ်ပြောတဲ့အဲဟိုဒီရွာနဲ့အခြေအနေဒါမမြင်ခဲ့ဘူးဆိုရင်မောင်းကိုဟိုဒီ unit ရလို့မြင်မိမှာပဲပေါ့နော်ချိန်မိမှာပဲဆိုတော့ဒါကဟိုသူ့ ဒီဒီចောင်းဆရာတယောက်ရဲ့ចောင်းကိုတန်ရောစင်ဖြစ်မှုတွေအဲ့ဒါကိုမြင်နေပေါ့เนาะကို့ထက်အဲဒါကို့လည်းချစ်ပင်မဲ့ဒါရွာရဲ့ចောင်းရဲ့ပညာရေးကိုကလေးရဲ့ပညာရေးကိုပိုပြက်ကြီးဆိုင်တယ်ပေါ့เนาะဆိုတော့အဲ့ဒါလေးအရာအားလုံးကနေရုပ်ရှင်ထဲမှာကြည့်ရင်တကယ်ဟုတ်ရုပ်ရှင်လေးကတနိုင်မှုမှုလေးနဲ့အဲကြည့်လို့ကောင်းတယ်ပေါ့เนาะဒီစကားလေးကဒီကားလေးမှာလည်းအစတွေကတော့ make up တိတ်မလို့ပေါ့เนาะအဲရိုးရိုးရင်ရင်လေးနဲ့ make up ကအများကြီးမျက်တောင်ကျူးတွေလည်းမလို့တလို့အဲ့လိုပပလေးနဲ့သူ့ရဲ့ character လေးဝင်အောင် ဟိုပြီးတော့အဝတ်စားလေးရာအစာအယောင်လေးရာအစာတေးချာလေးစီစဉ်ပြီးတရုပ်ဆောင်ထားတာပေါ့နော်အာတင်းတင်းတွေဖြစ်ပါတယ်ကိုယ်ကကြည့်ရမှာလေဖြစ်ပါတယ်ဆိုကိုယ်ကိုယ်တင်းမကြည့်ရသေးဘူးလေထွေလာလေးပါထွေလာလေးပါတော့ဖြစ်တယ်ထွေလာကြည့်အားမရဘူးကဲအဲ့တော့ဒါကြည့်တာကြည့်ဒီရေမှာဒီကားကိုစရရလင်းရအရန်အပေးရဒီပရက်ရှိုးတွေမစခင်နေရဒီကားစရရလင်းရစီစဉ်ပေးမယ်ဆိုတာအဲ့လိုလောက်ထားပြီးတော့ င်းမြတ်တာကြာချစ်ချင်းမြတ်တာကိုလည်းအခြေခံကိုလည်းအဲ့ဒီလိုအခြေအလို့တင်းနွေပြည့်စင်တာလေးရင်ရအဲ့ဒီမှာတကြလုံးမရောပါသေးလားရောပါတယ်ပြရှာမီးတကြလုံးလေးလေကနာထိုးလေးရောဟုတ်တယ်နော်ထိုးလေးရောတရားနေမအောင်လားဟုတ်အဲတဝင်းတိုးတက်တယ်မင်းကလေးတွေရဲ့တဘာဝအဲ့လိုအသက်ကြီးွားတဲ့အထိလဲတဝင်းတိုးနေရောဝင်းဆိုပုံစံလေးကိုတယောက်ခေါ်ထားတာပေါ့နော်အရာအလုံးမေ့နေတာတွေ့ဟော မထွေးထွေးအိမ်မှာတညလောက်ခေါ်တာပြီပါလားအဲမရှိသေးဘူးမင်းကမနေ့က family show မသွားပြစ်လိုက်ဘူးဆိုတော့ဆရာကြီးနဲ့အဲဒါဟိုပေါ့ဆရာကြီးအမျိုးသမီးနဲ့လည်းမတွေ့လိုက်ရပါပဲပုံနေတွေမှာ interview တွေမှာတွေ့တယ်ဆရာကြီးရောအာခန့်တော့မှာပဲပြီးတော့အဲဆရာကြီးအမျိုးသမီးဆိုလဲချောရုံးဝင်လေးအဲ့ဒီမြန်မာတဲ့တိုက်တယ်ဒီကားလေးစားရိုက်ပြီးပြောတယ်ဟဲ့လို့ဒီကားလေးအားလုံး ူရန်ကိုရန်ကြည့်ချင်တယ်လို့နော်ပြောပါတယ်နော်အဲ့ညာကိုပဲလို့ကိုပဲလေးမိကိုပဲစီစဉ်မှာနော်လို့ဘာမှဝင်မဆွတ်ဖက်ရအောင်ဆိုလူပဲလာလို့ပြောထားတာနော်အလူလေးပဲသွားလိုက်တာဒီနေ့ကဟုတ်ကဲ့ပါဒီကားလေးကအာပညာရေးကိုပုံဖော်ထားတယ်ပြီးတော့အချစ်လဲပါတယ်လို့အဲခုနကမိပြောတယ်လို့မျိုးနုနုညံ့ညံ့လေးနဲ့ကြည့်ရမယ်ရုပ်ရှင်ဇာတ်ကားလေးပေါ့နော်ဆိုတော့အပရိသတ်တွေဆိုလို့ရှိရင်ဆရာကြီးလေဒေါက်တာဆောချဲဝိတုကိုသဘောချပြီးသားပြီးအစုတွေလည်းအများကြီးရထားပြီးသားပေါ့နော်ဝိတုကအစားဆိုတော့ဒီလိုရုပ်ရှင်ကားလေးပုံဖော်တဲ့ချိန်မှာလဲသဘောချနိုင်မယ်လို့ မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်